်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ ARD တိုင်းဝင်မှာရှိတဲ့ပန်တိုင်ဂိတ်ကနေကုန်စည်တင်ရတွေကိုစစ်ကောင်စီတပ်ကစစ်ဆေးဖမ်းဆီးပြီးကုန်ပစ္စည်းတွေကိုသိမ်းယူနေတယ်လို့ရင်းပိုင်ရှင်တွေကပြောပါရတယ်။ မေလ22ရက်နေ့နဲ့22ရက်နေ့တွေမှာစစ်ကောင်စီတပ်က AR တိုင်းကနေရန်ကုန်ကိုတင်ပို့တဲ့ကားတစ်စီးပေါ်ကနေကုန်ပစ္စည်းတွေနဲ့ရန်ကုန်ကနေထွက်လာတဲ့ကုန်ကားတွေပေါ်ကကုန်ပစ္စည်းတွေကိုသိမ်းဆည်းသွားတာလို့ဆိုပါတယ်ရန်ကုန်ကနေထွက်လာတဲ့ကားကလူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာပြီး AR တိုင်းကနေတင်ပို့တဲ့ကားကစံတွေလို့သိရကတရားမဝင်ကုန်စည်တွေဆိုပြီးသိမ်းယူသွားခဲ့တယ်လို့ကုန်စည်တင်ရင်မောင်းသမားတွေနဲ့နှိစက်သူကပြောပါရယ် ။ပန်တိုင်ကိတ်မှာဖမ်းဆီးခံရတဲ့ကုန်စည်တင်ရင်တွေဟာရန်ကုန်နဲ့ AR အတိုင်းဘက်ကိုဆက်သွယ်နေတဲ့ကုန်စည်တင်ရင်တွေဖြစ်ပြီးကုန်စည်တွေကိုဖမ်းဆီးတာမှာအရဝင်းနဲ့တနက်ဘေးချိတ်ထားသူ၄ယောက်နဲ့ကြောက်ကြားဆက်ဝတ်ဆောင်ဝတ်ထားသူ၄ယောက်ကအဓိကပါဝင်သူတွေလို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေက AR အတိုင်းပန်တိုင်အဝင်ကိတ်မှာတင်းတင်းကြပ်ကြပ်ဆစ်ဆင်းနေပြီးကုန်စည်တင်ရင်တွေအနေနဲ့ဂိတ်တွေကိုဖျက်တိုင်းငွေကြေးပေးပြီးဖျက်တမ်းရတဲ့အပြင်အခုလိုကုန်ပစ္စည်းတွေကိုသိမ်းယူတဲ့အထိလှောက်ဆောင်လာတာလို့သိရပါဗျ။ ွန်ပြည်နယ်ချိုက်ထုံမြို့နယ်ဝင်းကန်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးရွာဘုံကြီးကျောင်းကအလွန်ငွေ7300ကျော်ကိုယူဆောင်သွားတဲ့အပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနေအပါဝင်အိမ်လေးလုံးကိုမိရှုဖျက်ဆီးသွားခဲ့လို့ဒေသခံတွေကပြောပါရယ်။မေလ18ရက်နေ့ကပဲခူးတိုင်းရွှေကျင်မြို့နယ်ဘက်ကနေအင်ချီ150ဝင်းကျင်ရှိတဲ့ဝင်းကန်ရွာကိုအင်အား100ဝင်းကျင်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးနေအိမ်တွေကပစ္စည်းတွေကိုလည်းဖောက်ထွင်းယူဆောင်သွားတယ်လို့ဆိုပါရယ်။ ဝင်းခန့်ရွာကိုစစ်တပ်ကဝင်လာပြီးအိမ်တွေကိုဖောက်ထွင်းကောင်ပစ္စည်းတွေကိုယူဆောင်သွားခဲ့ပြီးရွာရဲ့အုပ်ကြီးနေရပါဝင်အိမ်လေးအိမ်လောက်ကိုမီးရှို့သွားခဲ့ကောင်ဝင်းခန့်ဖုန်ကြီးကြောင်ကမီးခန့်တစ်တောက်ကိုလည်းရိုက်ဖြတ်ပြီးဇင်းကြံဆောက်ဖို့လှူထားတဲ့အလူငွေကျပ်သိန်းတရာကျော်ကိုလည်းယူဆောင်သွားခဲ့တယ်လို့ဝင်းခန့်ရွာဒေသခံတယောက်က TV ကိုပြောပါတယ် မေလ22ရက်နေ့ကစစ်ကောင်စီစစ်တောင်းဟာရွှေတင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပေမယ့်မေလ23ရက်နေ့အထိတိန်စရဲအမြောက်တပ်ဝေါမျိုးနယ်ဆင်ရွာတရဲသမင်ရွာတွေဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေစေလို့လည်းသိရပါဗျရှင်အရခတတော် AA ကစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်လူရွယ်တွေကိုရခိုင်ဒေသရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တာကလူအခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ ်တက်တော် AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရာစစ်မှုထက်ဖို့အကျုံးဝင်တဲ့ရခိုင်ပြည်နယ်ကလူငယ်တွေကိုရခိုင်ပြည်နယ်ရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တယ်လို့မေလ22ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်ပြည်ကနေ2025ခုနှစ်မက်လ18ရက်နေ့မှာ NDEP ကိုစတင်ပြဋ္ဌာန်းလိုက်ပြီးနောက်ရခိုင်ပြည်နယ်ကလူငယ်တချို့ဟာ အဲ့ဒီအရေးပေါ်ပြဋ္ဌာန်းချက်ကို တေချာနားမလဲပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းအားထုတ်နေကြတာကိုတွေ့လာရတာကြောင့်အခုလိုသတိပေးတာမြင့်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ AA ကဆိုပါတယ်။ AA အနေနဲ့စစ်မှုမထမ်းလို့ရာကြောင့်ရခိုင်ဒေသရဲ့ပြင်ပထွက်ပြေးသူတွေကိုတောလောက်ခွင့်ပိတ်ပင်တာမြင့်လိုက်တာကလူအခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ကျွန်တော်တို့ဒီလူခွင့်ရေးရှုံတော်ကကြီးပြီးတော့ပြောမယ်ဆိုရင်တော့ဒါမလုံတဲ့ဘူးလို့မြင်တာပေါ့နော်ပြည်သူလူထုရဲ့လွတ်လပ်မှုတွေကိုထိခိုက်စေပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတချို့ကဒီတွန်လိုင်းရေးမှာပါဝင်ရှင်တဲ့လူငွေတွေလည်းရှိကောင်းရှိမယ်အဲစိတ်မှုထမ်းလို့တဲ့လူငွေတွေလည်းရှိရှိတယ်လို့မရှိတဲ့လူငွေတွေလည်းရှိတော့ဘူးစံတမပါတဲ့လူငွေတွေလည်းရှိတော့ဘူးဒါပေမဲ့ မပါရှင်တဲ့သူကိုအတန်တမာဒီစစ်တန်တက်ခိုင်းတယ်တို့စေမှုထိုင်ခိုင်းတယ်လို့ဆိုရင်ဒါသူရဲ့ဆန်တန်းကိုဆန့်ကျင်ပြီးတော့ဒီတူတယောက်ချင်းသဖို့ဆန်တန်းကိုဆန့်ကျင်ပြီးတော့လုတ်ခိုင်းတယ်ဆိုရင်တော့ဒါဒီလူခွင့်ကိုရှုဖောက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒီမူကကျင်းသုံးနေမယ်ဆိုရင်ဒါလူခွင့်ရှုဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ရခိုင်ပြည်မှာလူခွင့်ရှုဖောက်မှုဆိုတာဟာဒီလူတယောက်ကိုတပ်ပလိုက်မှဟိုညပန်းနေစနေမှာမဟုတ်ဘူးဒီလိုခွင့်ရတွေကိုလည်းကျွန်တော်တို့လူခွင့်ရှုဖောက်တယ်လို့ကျွန်တော်တို့ပြောပါတယ်ပေါ့နော် ဒါပေမဲ့လည်းအာရခပြည်သူ့ဂျမ်းမာရေးဌာနကစစ်ကူးသားမှုမပင်းနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့တောလောက်ခွင့်ပြုထားပါတယ်။ရခိုင်ပြည်အတွင်းကနေရဲဆွန့်ခေါ်လူသူတွေကိုကုံလဲရေလဲကနေတဆင်းအခါချင်းငွေယူပြီးတည်ယူပို့ဆောင်နေသူတွေကိုလည်းတီစေဥပဒေနဲ့အရေးယူမှဖြစ်ပြီးလူကယ်ရီပို့ဆောင်တာလုံးဝမလုပ်ရဘူးလို့တတိပေးတားမြစ်ထားပါတယ်။ ဒါတွေကိုအသက်သွင်းတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကိုစနစ်တကျထုတ်ပြန်ထားဖို့လိုတယ်။တရားချပြထားဖို့လိုတယ်။ဒါတွေကိုဟိုတရားခိုင်ခိုင်မာမာစနစ်တကျမချပြခြင်းကြောင့်ပေါ့နော်။နောက်ဆက်တွဲအနေနဲ့မြေပြင်မှာလည်းဟိုအတင်းအဓမ္မသဘောတက်ရောက်တဲ့ဆူဆောင်းမှုမျိုးတွေကြုံရတာမျိုးတွေနောက်ပြီးတော့ခရီးသွားလာရမှာနောက်ဖန်ဆီးခံရပြီးတော့စစ်တင်လန်ပို့လိုက်ရတာမျိုးတွေပေါ့နော်။ဒါတွေကလုံးဝမဖြစ်သင့်တဲ့ဟာတွေလို့မြင်နေပေါ့နော်။အခုဆိုလဲအာဒီ ဒီရခိုင်ကနေပြင်ပကိုထွက်ဖို့ပြိတ်လိုက်တယ်ပေါ့နော်။ဟိုပြိတ်လိုက်တယ်ဆိုတော့သုတ်ပြန်ချက်မှာတော့ပါပါတယ်။ဟိုဒါပေမဲ့ division တွေအကြောင်းနဲ့အဲဒီပြည်သူတွေကိုဟိုပိတ်ဆောင်ထားတယ်ဆိုတော့သဘောတက်ရောက်စေတဲ့မူဝါဒတွေလောက်ရတွေလောက်တာကကြတော့အာကျွန်တော်အနေနဲ့ဒါလက်ခံဖို့နည်းနည်းဟိုခက်ခဲတယ်ပေါ့။ စစ်ကောင်စီထိ ंछ ုပ်ထားတဲ့မြို့တွေမှာရခိုင်မက်ပုံတွင်ကိုင်ဆောင်သူတွေကိုရည်ရွယ်ချက်ချစ်ချစ်ဖမ်းဆီးဝင်ညစ်တာပြန်ပေးဆွေးတလို့ဖမ်းဆီးထိန်းသိမ်းတာပုံမအမျိုးမျိုးနဲ့မတရားသဖြင့်ထောင်ချတာလူသက်အလောင်းဖြောက်တာစတဲ့အန္တရာယ်တွေကနေကင်းလို့ဆွေးဖို့အတွက်အခုလိုတားမြစ်လိုက်တာဖြစ်တယ်လို့အေအေကထုတ်ပြန်ချက်မှာရေးသားထားပါတယ်ဒါအပြင်ရခိုင်ရုံးမနေဆက်တလျှောက်တိုက်ပွဲတွေဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲတွေအတွင်ဈာညက်မတော်စေဖို့နဲ့လူမိုင်းအန္တရာယ်တွေကနေကင်းလို့ဆွေဖို့ရည်ရွယ်လို့အေအေကဆိုပါတယ် ။တစ်ဖက်မှာလည်းပြည်လဲထူထောင်ရေးနဲ့တိဆောက်ရေးတဲ့အတွက်လဲလူသားအရင်းအမြစ်တွေလိုအပ်တာကြောင့် AA ရဲ့လုံရက်ဟာလုံတဲ့လုံထိုက်တဲ့လုံရက်ဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ ဒါကဒီလောက်တန်းတဲ့ကိစ္စတူလို့ကျွန်တော်တို့ယူဆတယ်ဒီလွတ်မြောက်ဖို့အတွက်တစ်ဖက်မှာတက်ခိုက်နေတယ်ဒီဆောင်ရည်တို့လကောဒီပြန်လေကာလာကိုထင်းရင်းဖို့တို့လကောဒါကလူသားရမ်းမြေလွတ်တကတကယ်ကြီးကြီးတဲ့အဆက်ရှာမှရှိတယ်ဒါကြောင့်ဒီလူငယ်တွေပတ်သက်ပြီးတော့အခန်းကဏ္ဍကိုပို့ပြီးတော့အလေးထားဆောင်ရွက်ဖို့လိုတယ်နေရာတွေတာဝန်တွေပေးရဖို့လိုတယ်လွတ်တဲ့ပညာရေးတွေကိုတက်နေတလောက်ညှက်တံပြီးတော့ဒီရခိုင်ပြည်တိဆောက်ရေးမှာဝိုင်းဝန်းပြီးတော့တွေးခေါ်ဖို့လောက်ရတယ်ကိုလည်း ဖန်တီးပေးတတ်တယ်လို့ကျွန်တော်သုံးသပ်တယ်ဒီလိုမျိုးသာဖြစ်မယ်ဆိုရင်ဟိုအောက်ကောင်းတဲ့ကျွန်တော်တို့ဒီလွတ်မြောက်ရေးဆိုတဲ့ကောင်းစီအောင်မှာပြည်ကိုပို့ပြီးတော့အရှင်မြန်နဲ့ဟိုအလျင်မြန်ရောက်နိုင်ပြီဘုံတော့ဒီအချက်တွေကိုဖြည့်ဆည်းပြီးရင်တော့ကောင်းမွန်တဲ့ကျွန်တော်အနာဂတ်စီကိုရောက်မယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော် အေးအေးထုတ်ပြန်ချက်အရာပြည်နယ်ပြပတော်လာခွင့်မရှိသူတွေဟာအမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်အသက်18နှစ်ကနေ25နှစ်အသက်အရွယ်အတွင်းရှိတဲ့သူတွေဖြစ်ပါတယ်ထုတ်ပြန်ချက်တင်မှာတော့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးဆုံးတဲ့အထိတားမြစ်တယ်လို့အေးအေးကဆိုထားပါတယ်ကျွန်မကကေခိုင်ပါ ။ TV ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။